အသက်မွေးဖွားသောကလေးတွင်အဆုတ်သွေးဖြစ်အားမြင်ခြင်း PPHN အတိပယ်အသက်မွေးဖွားသည့်ကလေးတွင်အဆုတ်သွေးကြောဖြစ်အားတင်တိုက်အားများနေခြင်းကို PPHN ဟုခေါ်သည်ကလေးမွေးပြီးနောက်အဆုတ်သွေးကြောဖိအားသည့်ပုံမှန်အတိုင်းလျှော့နေသင့်တော်လဲလျှော့နေခြင်းမရှိဘဲဆက်လက်မြင်နေသည် အဓိကလက္ခဏာများသွေးစီးဆင်းမှုသည်ညာမှဘယ်ဘက်သို့ဆက်တိုက်စီးဆင်းသည်ခလေးတွင်အောက်ဆီဂျင်မလုံလောက်မှု ဖြစ်ပေါ်စေသည်တလုံးနှင့်သွေးစီးဆင်းမှုစနစ်ပြတ်ကွက်ခြင်းဖြစ်တတ်သည် ဖြစ်ပွားနိုင်မှုနော်မှာမွေးဖွားကလေးတထောင်ရောက်အနေတည်ရောက်ကံဒီဆုံးနိုင်မှုနော်မှာတဆယ်ရာခိုင်နှုန်းမှာ60ရာခိုင်နှုန်းဖြစ်နိုင်သည် မိခင်ဆိုင်ရာ အန်တရေဖြစ်စေနိုင်သောအကြောင်းအရင်းများကိုငုံရှိစဉ်သတ်မှတ်သက်တမ်းဖြတ်ကျော်လိုသောအခြေအနေသွေးဖြစ်အားမြင့်မားနေသောမိခင်ကိုယ်ကိုအစိမ့်တင်ခြင်းမိခင်တွေရင်သွေး၏အနည်းငယ်ရှိခြင်းကလေးဆိုင်ရာအန်တရေဖြစ်စေနိုင်သောအကြောင်းအရင်းများမွေးဖွားခြင်းတွင် အောက်ဆီဂျင်မလုံလောက်ခြင်းသနက်ခါရောသောတက်သည့်အန်တရေ အစောပတ်တွင်နေဖောက်ခြင်းဥွေပိတိအခြေအနည်းအစောယောင်ကြီးဗတိယာတို့မဟုတ်ဘန်ယက်စ်ကြောင့်ကုဆက်ယောဂငွေရပါဒလုံးအခေါအဖွဲအကြောင်းကြောင့်ယောဂရှိခြင်းခံမှန်းနှင့်အတိပြုခြင်းသာနိုင်မြင့်ဖြင့်ဒလုံးစစ်စီခြင်းကိုအပေါ်ပိုင်းနှင့်အောက်ပိုင်းအကြားအောက်စီခြင်းကွာချမ်းမှု900ခန့်လုံးစစ်စီခြင်း လက္ခဏာနှင့်အထောက်အထားများသွေးအောက်ဆီဂျင်နည်းခြင်းကြောင့်အသားပြရာပြဒနာစိစိရာတွင် အလုံးအတမမမှုတွေ့နိုင်သည်အောက်ပါအခြေအနေများခြင်းသွေးဖက်တွေ့နိုင်သည်သက်တန့်ခြင်းသွေးဖိအားနှင့်ခြင်းသွေးချမ်းခြင်းသွေးအညစ်များခြင်းသွေးပွင့်သကြားနည်းခြင်းကိုအပေါ်ပိုင်းနှင့်အောက်ပိုင်းအကြားအောက်ဆီဂျင် ွာချမှုနာရကံတော်ဖြစ်ပြီဖွေးအဆုတ်တို့မစည်းပွားတော်မူညာမပေပတ်တို့သွေးစည်းခြင်းပြတနာရှိနိုင်သည်ခူသာမှုတင်သူနာပြူဆောင်းရှောက်မှုအသက်ရှူခြင်းတလုံးလုံးညာအစာထိုးဆက် ECM ကိုရှူသွင်းခြင်းအစောသွေးဖိအားခြေပြတ်နိုင်သောစီးသွေးဖိအားမြင့်တင်နိုင်သောစီးအသက်ရှူဆက်ဖြစ်သွင်းအသုံးပြုခြင်းအခြေခံကုသမှုများ ကိုအပူချင်းဖင်းချင်းသွေးလိုင်းမှာရွှေရည်နဲ့အာဟာရပေးချင်း